စာလုံးတစ်လုံးရဲ့အတိတ်ပဲကိုပြောင်းခြင်း prefix တဲ့ surface တဲ့ဒါပေမဲ့အဲ့ဒီ prefix နဲ့ surface ဆိုတာဘာလဲအားလုံးပဲမြင်လာပါစမစ် English မှာပြန်လည်ကြည့်ဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာတော့ prefix ရဲ့အတိတ်ပဲနဲ့ဘယ်နေရာမှာသုံးရမလဲဆိုတာလေးတွေကိုလေ့လာသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ prefix ဆိုတာဘာလဲ prefix ကတော့ရှင်းပါတယ်သူကစာလုံးတစ်လုံးမှာပဲဒါပေမဲ့သူ့ကိုအခြားစာလုံးနဲ့တွဲလိုက်မယ်ဆိုရင်အတိတ်ပဲကပြောင်းသွားပါတယ် ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် happy ပျော်ရွှင်တယ်။ဒါပေမဲ့သူ့ရဲ့ရှေ့မှာ and ထည့်လိုက်မယ်ဆိုရင်တော့ unhappy မပျော်ရွှင်ဘူးဆိုပြီးတော့အတိတ်ဘယ်ကပြောင်းသွားပါတယ်။ဒီမှာဆိုရင် happy က root word ဖြစ်ပြီးတော့ and ကတော့ prefix ပဲဖြစ်ပါတယ်။ဒီ and prefix ကတော့ not လို့အတိတ်ပဲရပါတယ်။ဒါကြောင့်မလို့ unhappy ကတော့အလွယ်ပြောရမယ်ဆိုရင်တော့ not happy ပါပဲ။နောက်တစ်ခုကတော့ re ပါ။ re ကတော့ again ပဲဖြစ်ပါတယ်ဆိုတော့ try ကြိုးစားသည် retry ပြန်လဲကြိုးစားသည်နောက်ပြီးတော့ move ရွေ့တယ်ရွှေ့တယ် remove ထုတ်လိုက်တယ်နောက်တစ်ခုကတော့ this ပါ this ကတော့ not ပါပဲ like ကြိုက်တယ် dislike မကြိုက်ဘူး agree သဘောတူရယ် disagree သဘောမတူနောက်တစ်ခုအနေနဲ့ဆိုရင်တော့ co ပါ co ကတော့ with လို့အဓိပ္ပာယ်ရပါတယ် worker ဝန်ထမ်း co-worker ကိုနဲ့အလုပ်တူတူလုပ်တဲ့သူနောက်တစ်ခုကတော့ pilot နေရင်မောင်းတဲ့သူ co-pilot ကိုနဲ့တူတူနေရင်မောင်းတဲ့သူဒါပါပဲဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ preface ရဲ့အဓိပ္ပာယ်နဲ့ဘယ်နေရာမှာသုံးရမလဲဆိုတာလေးတွေကို idea လေးရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုလေးမှာဆိုရင်တော့ surface ရဲ့အဓိပ္ပာယ်ကိုအခုလိုမျိုးလေ့လာသွားမှာဖြစ်ပါတယ်။ English online class နဲ့ပတ်သက်ပြီးသိစိတ်သိရှိလိုပါက submit english ရဲ့ chapter မှာသိစိတ်မြင်မြင်နိုင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲရှင်။ See you in the next video.